ျွန်တော်ရဲ့မိတ်ဆွေစနေသားသမီးများအားလုံးမင်္ဂလာပါနော်စနေသားသမီးများအတွက်ပတ်စဉ်တောက်ကြနေတဲ့ညနေ6နာရီမှာဒါပုံမှန်တင်ပေးနေကြဖြစ်တဲ့ဒုက္ခကျေပွင့်တဲတော်နမိတ်ကိုတဲတော်ကခொနကတ်ချပြီးတော့ကန်တမဖတ်ကြပြီးမှဖြစ်ပါတယ်ဟဲ့တော့ပရမောသောစနေသားသမီးတွေအတွက်ကြလာတဲ့တဲတော်နမိတ်ကဒုံငါးချောင်းဆိုတဲ့နမိတ်ဖြစ်ပါတယ်ဒုံငါးချောင်းနမိတ်တဲမှာဆိုရင်တော့လူ9ယောက်ပေါ့နော် လူလင်9ယောက်က တယောက်ကိုဒုတ်တစ်ချောင်းကင်လာတယ်ပြီးရင်အဲ့ဒါကြီးစူပေါင်းပြီးတော့တကုတ်ကိုစောက်လုံနေတယ်ဆိုတော့သင်္ကေတသမီးဖြစ်ပါတယ်အဲ့တော့စနေသားသမီးတွေလည်းကြာလာတယ်နမိတ်ရဆိုရင်တော့အင်တန်အမကောင်းသောနမိတ်ဖြစ်တယ်လုပ်ငန်းအသစ်တွေစတတ်ပါတယ်စတူလုပ်ငန်းတွေစတင်ရတတ်တယ်ရှယ်ယာလုပ်ငန်းတွေစတင်ရတတ်စတူလုပ်ငန်းရှယ်ယာလုပ်ငန်းပူးတွဲပေါင်းစပ်လုပ်ငန်းတွေဟာအကျိုးအမြတ်ဖြစ်ထွန်းတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ဇီဝရေးလုပ်ငန်းတွေအင်မတီအင်မတန်မှတိုးတက်တတ်ပါတယ်။နော်မိမိတို့ရဲ့လုပ်ငန်းတွေဟာမိမိတို့ရဲ့ငကိုအတိုင အရင်တိုင်းဆိုရင်လည်းအောင်မြင်နေတတ်တယ်။အောင်မြင်နေတဲ့အချိန်မှာပဲအခြားသူတွေကလည်းပါဝင်ပြီးတော့ဒီဝိုင်းလုပ်ငန်းဆောင်တာတွေမှာရှယ်ယာငွေကြေးတွေထည့်ဝင်လာတဲ့အတွက်ပို့ပြီးတော့အားကောင်းကောင်းနဲ့အောင်မြင်မှုရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ဒါကြောင့်ဒီသူ့ရဲ့နမိတ်အတိုင်းဆိုရင်စနေသားသမီးတွေကဒီအချိန်မှာတူကောင်းတယောက်ကမလုပ်ဘဲနဲ့အများနဲ့စူပေါင်းပြီးတော့လုပ်ကင်ဆောင်ရွက်ခြင်းဖြင့်ပို့ပြီးတော့အောင်မြင်မှုတွေအားပို့ပြီးတော့ကောင်းလာနိုင်တဲ့ကံတရားမျိုးရှိပါတယ်။ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်နေတဲ့လူတွေလည်းတိုးတက်နိုင်တယ်ပေါ့နော်။ ောက်တစ်ခုကကုမ္ပဏီဝန်ထမ်းလိုအစိုးရဝန်ထမ်းလိုဌာနတွေမှာဝင်ရောက်လုပ်ကိုင်နေတဲ့စနေသားသမီးတွေအတွက်ဆိုရင်လည်းအင်မတန်မှကောင်းတယ်ကို့အတွက်ရဲဘော်ရဲဘက်နဲ့တူတယ်လို့ပေါ်ကိုင်ဘက်တွေရတတ်တယ်အထက်လူကြီးဆရာသမားတွေရဲ့ကြီးကျူဆောင်ဆောင်မှုလည်းရှားနိုင်တယ်ကို့ရဲ့လက်အောက်ငယ်သားတွေရဲ့အားပေးအားမြောက်ကူညီပံ့ပိုးပေးမှုလည်းအပြည့်အဝရကိုယ့်ရဲ့လုံးပေါ်ကံပဲတည်းရဲ့ပူပေါင်းဆောင်ရွက်မှုတွေလည်းအကောင်းအဲတော့ဒီကလမှာစနေသားသမီးကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်အလုပ်လုပ်ရတာဒီ ပင်ပန်းလို့ပင်ပန်းရမယ်မသိဖြစ်နေတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ဘလောက်ပဲပင်ပန်းတဲ့အလုပ်တွေလုပ်နေရပါစေတဲ့နော်ဘလောက်ပဲပင်ပန်းနေစေပေါ့နော်စနေသားသမီးတွေအတွက်ပင်ပန်းနေလို့မရှိဘဲနဲ့အောင်မြင်မှုတွေလွယ်လွယ်ကူကူရနိုင်တဲ့ရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါလားငွေကြေးနဲ့ပတ်သက်တဲ့ကံတာကတော့တွဲလောင်းဆွဲခံရသူဆိုတဲ့နမိတ်ကြတာပေါ့။အဲဒါကြောင့်ငွေကြေးကိုအကြောင်းပြုလို့တော့နည်းနည်းလေးစိန်မောလူမောဖြစ်နေရတတ်ပါသေးတယ်။ ရရကြီးတဲ့ငွေတွေမရဖြစ်နေတတ်တယ်။ပေးရကြီးတဲ့ငွေတွေမပေးနိုင်တယ်လို့ဖြစ်နေတတ်ပါသေးတယ်။အဲတော့ငွေချင်းနဲ့ပတ်သက်ရင်တော့နည်းနည်းလေးခင်းငော့ချင်းလို့ကြံ့ကြချင်းလို့ကာမျိုးလေးရှိတတ်တာပေါ့နော်။နောက်ကျမ်းမာရေးကန်တာဒါကတော့စနေသားသမီးတွေအတွက်တော်တော်လေးကောင်းပါတယ်။တွာကွင်းဆိုတာဘယင်းမနမိတ်ပေါ့နော်။ဒုတ်ဘယင်းမနမိတ်။ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့စိုးစိုးရွားရွားအညံ့တွေအခိုက်တွေတည်တည်မမအညံ့တွေအခိုက်တွေမရှိပါဘူး။ကိုယ်ကကျမ်းမာရေးညံ့နေရင်တော့မှကျမ်းမာရေးပြန်ကောင်းမယ်။ ကျမ်းမာရေးနဲ့ပတ်သက်ရင်ကန်နာဒါအထူးကောင်းတဲ့အဖက်ဖက်ကနေအဆင်ပြေတယ်ပေါ့နော်။နောက်ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်တဲ့နမိတ်ကတော့နည်းနည်းလေးညံ့တယ်လို့ပြောအောင်ပါ။ဘာညံ့လာလဲဆိုဒုက္ခတဲ့ဆွေမျိုးသားချင်းတွေကိုအကြောင်းပြုပြီးတော့ငွေကုန်ကြေးကြများတတ်တယ်၊စိတ်မောလူမောဖြစ်ရတတ်တယ်။ဆွေမျိုးသားချင်းတွေအတွက်ပူဝင်သောကတွေကိုတစ်ချိန်လုံးကြားနေရတတ်တဲ့အချိန်ပိုင်းစာမျိုးဖြစ်တတ်ပါတယ်။အဖေကြီးကဘာဖြစ်လို့အမေကြီးကဘာဖြစ်လို့ဆွေမျိုးသားချင်းကဘလို့ဖြစ်လို့ စသည်ရောနော်ဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်အဲတော်တော်လေးဒီကာလတွေမှာဆိုရင်တော်တော်လေးစိတ်ညစ်ရတယ်ခုကဆွေမျိုးသားချင်းတွေရွေးပြီးတော့တော့မှအဆင်မပြေဖြစ်နေသလားလို့မေးမှဆိုရင်တော့မေးရတော့တဲ့အခြေအနေမျိုးဖြစ်တတ်ပါတယ်နော်နောက်ပညာရေးကဏ္ဍတွေမှာကြတော့ဘာဖြစ်တတ်လဲဆိုတော့ဒီစနေသားသမီးတွေပညာရေးနဲ့ပတ်သက်တဲ့ကိစ္စနောက်သင်တန်းတက်ရောက်ရမယ့်ကိစ္စနောက်ဆောင်းဝက်ဖြည့်ဆို့ခြင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာမိဘတွေအကြီးအကဲတွေကိုယ့်ရဲ့မိသားစုတွေ အဆင်မပြေတဲ့အတွက်ကိုယ့်ရဲ့ပညာရေးကြီးရတဲ့ညီမချက်တွေကိုနောက်ဆုတ်ပြီးတော့ပေးလိုက်ရတတ်တဲ့အချိန်ကာလမျိုးဖြစ်တတ်ပါ။နောက်ချင်းတော့ ਇਹ နဲ့ပတ်သက်ရင်တော့ဖုန်းတော်ကြီးနမိတ်ပေါ့နော်။ဖုန်းတော်ကြီးနမိတ်ကတော့စုံသီးတဲ့အေဂျင့်နဲ့အဆင်ပြေတဲ့ကံတမာပါ။အဲ့တော့ချင်းနဲ့ပတ်သက်ရင်ကံတရာကောင်းတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်ကံတရာကောင်းတယ်။အချင်းတော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေရည်ရွယ်ချက်တွေဖြစ်စေတဲ့ကြောင်းလန်းလိုကိစ္စတွေမင်္ဂလာကိစ္စတွေမှာတူတူကြကြအောင်မြင်မှုရတတ်ပါအိမ်တော်တွေဆိုရင်သားသမီးတွေရင်သွေးရတနာတွေထုံကားတတ်တယ်အ အမွာသားသမီးတွေပါလေထွန်ကားတက်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အခြေအနေနဲ့ပတ်သက်ရင်ပြောမပြတက်လောက်အောင်အဆင်ပြေတတ်တယ်နောက်စီးပွားရေးလောက်ကင်ကြံသီးတွေဆိုရင်လည်းအင်မတန်မှကောင်းတယ်ဒီကလောက်မှာစနေသားသမီးကျွန်တော်ရဲ့မိတ်ဆွေတွေထဲမှာလှုပ်ရင်ကောင်းမလားမကောင်းလားလှုပ်တင်လားမလှုပ်တင်ဘူးလားလှုပ်ရင်ဖြစ်မှာလားဘလို့ပဲနဲ့ပဲရက်ထားမလားဆက်ပြီးတော့ပဲတိုးတင်လားအဲ့လိုမျိုးပေါ့နော်တွေးရဖြစ်နေတဲ့ကိစ္စတွေဆိုရင်ကျွန်တော်အနေနဲ့ တဲ့တော့နမိတ်အတိုင်းဆိုရင်လုပ်ကိုလုပ်တင်ပါလေဆက်လူလုပ်ငန်းဆေးရလုပ်ငန်းတွေဆိုရင်ပို့ပြီးတော့လုပ်တင်ပါလေလို့အကြံဉာဏ်ပေးချင်ပါတယ်ခရော့စနေသားသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့ရောင်နဲ့နီညိုရောင်နဲ့အဝါရောင်နဲ့ကောင်းပါအဲ့တော့အကြောင်းချင်းကကိစ္စကြီးကနီညိုရောင်လေးတွေဝက်ပါအဝါရောင်လေးတွေဝက်ပါ အကျိုးရသွားတောင်းမယ်အဲ့ဒီရောင်လေးတွေဝက်သွားလို့ရပါတယ်အလုပ်သွားရှောင်မယ်အင်တာဗျူးသွားဖြေမယ်ဗီဇာသွားဝင်မယ်စသဖြင့်ခုမှအကြောင်းချင်းကကိစ္စကြီးတဲ့ကခုနကပြောတဲ့နီညိုရောင်တို့ နောက်အဝါရောင်လေးတွေဝတ်ဆင်သွားတင်ပါတယ်။နောက်တီတို့တာတွေကန်သမဲတို့တာတွေကိုဝါသနာပါတဲ့စနေသားသမီးတွေဆိုရင်3စာ5စုံ5စာ3စုံစတဲ့နံပါတ်တွေရှားပြီးတော့ထိုးတင်ပါတယ်။နောက်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုစပယ်မန်၈ကုံးပေါ့နော်ကတ်လူပူဇော်ပြီးတော့ဆုတောင်းပါစနေသားသမီးတွေအကြုံတွေ့ရမယ်မကောင်းတဲ့ကံစားတာအညံ့ခိုက်တွေကင်းစင်ပြေပြောက်ပြီးတော့ ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်။ယူရောမင်္ဂလာချမ်းနေပြီးတော့တရင်စကားလေးတွေပါခြင်းမှာ။တို့ယူရောမင်္ဂလာချမ်းကိုဘောတုံးနဲ့အလွယ်ပြီးတော့ဂျန်တဲ့ရက်ဒီမှာပေးရမစည်းဖွင့်ပါလေ။ဒီလိုမျိုးလွတ်လွတ်လပ်လပ်လာပြီးတော့ရေရရာအစီအစဉ်တွေဆောင်ရွက်လို့ရပါတယ်။တို့ယူရောမင်္ဂလာချမ်းကိုမာစပီလုပ်တဲ့ရေရရာတွေကိုရေရရာလေးပါတင်ညာဒီတပြားတစ်ချက်မှာမယူပဲမတောင်းခံပဲနဲ့မေတ္တာတက်တဲ့စေရနာတက်တဲ့နဲ့အခမဲ့ရေရရာဆောင်ရွက်ပေးနေတဲ့ရေရရာအောင်မြင်ပဲဖြစ်ပါလေနော်။ဒါကြောင့်ထောက်ကြံကြော်မော်ဘီတိုးဂိတ် နောက်မှာကိုလုံးဝင်းဆိုတဲ့မှတ်တမ်းကြည့်ပါလေပေနေကုန်ကြီးပါမှာတည်ရှိပါတယ်အဲ့တော့ဒီလိုသောသူတွေကတို့ရေတော်မင်္ဂလာချမ်းကိုမလာနိုင်ဘူးဘေးရင်မေးခြင်းနဲ့မိတ်ဆွေတွေရှိပါတယ်ပြောကောမှာအခက်အခဲတွေရှိလို့ကုညီတောင်းနေတဲ့သူတွေကတော့ကျွန်တော်တို့ပြောရဲ Viber နံပါတ်ဖြစ်တဲ့39 692 395လုံး9ဆိုတဲ့ဖုန်းနံပါတ်ရဲ့39 092029ဆိုတဲ့ Viber ဖုန်းနံပါတ်နှလုံးဝနေပြီးတော့ပေးပေးလို့ရပါတယ်ခေါ်စရန်နေမှလို့ရပါတယ်ရေရာကိစ္စတွေအကူအညီတောင်းခံလို့ရပါတယ် နောက်ဒါလေးတွေကတော့ဘာဆရာကြီးမင်းတင်ကရဲ့ကြီးနေပြတော့ Beef House ဆိုတဲ့ပရီးလေးဖြစ်ပါတယ်နော်မိမိတို့ရဲ့အလောက်ကန်ကြံဒီစိတ်ကူးရည်ရဲချက်ကြီးမင်းချက်တွေကိုမြန်မြန်တန်တန်ပြီးစီးပြီးမြောက်အောင်မြင်စေရဖို့အတွက်အတိတ်ထံပြုတ်ပြီးတော့ဆေးရတဲ့ဆရာကြီးမင်းတင်ကအဘမင်းတင်ကရဲ့ကြီးပြတော့ပရီးလေးဖြစ်ပါတယ်ဒါဆိုကျွန်တော်ကိုယ်တိုင်စီရင်ထားတဲ့ဝါစိန်နီလက်ပတ်လေးတွေဖြစ်ပါတယ်အဆောင်လက်ပတ်လေးတွေပါဒါအကြမ်းမကြီးကောင်းဖို့ဆိုရင်အဝါရောင်လက်ပတ်လေးဖြစ်တယ်စီဝါရေးအတွက်ဆိုရင် အစိမ်းရောင်လက်ပတ်လေးဖြစ်တယ် အခြေအနေအောင်ဆိုရင်အနည်းအောင်လက်ပတ်လေးဖြစ်ပါတယ်အဲ့လက်ပတ်လေးဒီနောက်တစ်ခုကဒါကတော့ဒီအင်းသုံးမျိုးပါတွဲလောက်ထားတဲ့အဆောင်ဆလွယ်လေးဖြစ်ပါတယ်ဒါကတော့လောင်းကစားနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအနိုင်ရသေးတယ်ဒိုးကလေးဖြစ်ပါတယ်ဒါကတော့ပစ္စည်းတွေကိုမြန်မြန်ရောင်းထွက်သေးတဲ့ဈေးသားရောင်းမှဒါကတော့ဈေးဆိုင်တွေစတိုးဆိုင်တွေစားတောက်ဆိုင်တွေလုပ်ငန်းတွေရောင်းအားဝယ်အားကောင်းစေဖို့အတွက်ကျွန်တော်စီရင်ထားတဲ့စမဖျောင်းနိုင်လေးတွေဖြစ်ပါတယ်ဒီမှာစမလေးတွေနဲ့စီရင်ထားပါပါဒါကတော့အရေးကြီးတဲ့ကိစ္စတွေမှာနေနံလိုက် အတိတ်ထံနဲ့ထွန်းနေပူဇော်ရတယ်။အာယရနာဒီပန်ဖျောင်းနိုင်ဖြစ်ပါတယ်။အဲတော့ကျွန်တော်ရဲ့မိစေတွေမှာအကဲကဲတွေရှိနေတယ်။ဒါလေးတွေလည်းလူကျင်တယ်၊မှားကျင်တယ်ဆိုရင်လည်းကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ဖြစ်တဲ့39692355လုံး9ဆိုတဲ့ Viber နံပါတ်ရဲ့ဘယ်နာကိုခုံကို9000နှစ်ကိုဆိုတဲ့ဖုန်းနံပါတ်အဲ့နှလုံးကနေပြီးတော့ဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်ဘီရင်ဟော့စတန်တွေကိုလည်းမှာယူနိုင်ပါတယ်နော်စနေသားသမီးတို့ရဲ့မိစေပေါင်း ကိုကျမ်းမာစေချမ်းသာပြီးတော့လူရဆန္ဒတလုံးတော်ဝတဲ့ကြားရှိနိုင်ကြပါစေ။တန်တဲ့အောင်ဆောင်းလင်းမြောက်ကြပါစေလို့ဆုတောင်းမြတ်တာများလိုက်လိုက်လှဲလှဲပို့တာလိုက်ပါရစေ။